င်္ဂလာပါစာမဏေအတာသိမကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့မြန်မာတပိုင်းအကြောင်းဖြစ်တဲ့ပကံခင်းမတိုင်းမီမြန်မာနိုင်ငံအကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အာရှတိုက်ဆိုင်ရာဘာသာဝေါ်ဟာရပညာရှင်များကမြန်မာလူမျိုးများဟာအရှိတိဘက်ဘာသာဝေါ်ဟာရအုပ်စုဝင်လူမျိုးတမျိုးဖြစ်တယ်ဟုအတည်ပြုတတ်မှတ်ထားကြပါတယ်။တရုတ်မတန်များရဲ့အဆိုအရမြန်မာလူမျိုးများဟာတရုတ်ပြည်အနောက်မြောက်ကန်ဆူနယ်တွင်နေထိုင်ကြပါတယ်။တရုတ်ကဖိသက်ဖြင့်တိဘက်ကွန်မြူနတီသားတို့ပြောင်းရွှေ့နေထိုင်ကြပါတယ်။တိဘက်တို့ကမောင်ထုတ်သည်ဖြင့်ယူနန်နယ်တို့ပြောင်းရွှေ့သွားကြပါတယ်။ထို့အချိန်တွင်ယူနန်တွင်အင်အားကြီးမားလာတဲ့ထိုင်းရှမ်းများဟာပြည်내ကြီး6ခုကိုနန်ချိုနိုင်ငံအဖြစ်ပထမဆုံးတိုက်တွန်းခဲ့တဲ့ကာလဖြစ်ပါတယ်။မြန်မာလူမျိုးများဟာယူနန်တွင် န်ချိုးထိုင်းရှမ်းများနှင့်နှစ်အတန်ကြာနေထိုင်လာခဲ့သည်ဟုယူဆရပါသည်တရုတ်ရာဇဝင်ဆရာကြီးဖန်ချုံ၏ပတ်သက်၌သူတို့အကြီးအကဲအားမင်းဟုခေါ်ဆိုကြောင်းထိုင်းရှမ်းများကလည်းဆောင်းမင်းဟုခေါ်ဆိုကြောင်းရည်ထားသည်ကိုသိရှိရပါသည်တင်းတို့နန်ချိုးထိုင်းရှမ်းများ၏လက်အောက်တွင်နေထိုင်ရမှာထိုင်းရှမ်းတို့၏ဖိနှိပ်ရာကိုမခံနိုင်သဖြင့်မြန်မာနိုင်ငံအတင်းတို့ဝင်ရောက်လာကြပါတော့တယ်မြန်မာနိုင်ငံတပိုင်းနှင့်ပတ်သက်၍အကြမ်းမြင်များသည့်တပိုင်းဆရာဂေါ်ဒွန်လူးရဲ့အဆိုအရမြန်မာများဟာရှေးဦးစွာကြောက်ဆန်နေသူအရင်ဆုံးဝင်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံအလဲပိုင်းတို့ပြည် ှံ့သွားသည်ဟုကြေညာထားခဲ့ပါတယ်မြန်မာတို့ရာဇဝတ်နှစ်အနေငယ်တွင်အခြေဆိုင်နိုင်ခြင်းမှာမြန်မာတို့အစအစရှိခဲ့တဲ့အပြင်ထိုချိန်ကာလတွင်နန်ရှိုထိုင်းရှန်တို့၏တိုက်ခတ်ဖျက်ဆီးခြင်းကိုခံလိုက်ရပြီးတိုင်းပြည်ပြည်ပြန်နှင့်အုပ်ချုပ်ရေးပြတ်သုံးယူနာမကထိုးလုံးမှုလုပ်ငန်းများသာကျဆင်းနေတဲ့ပြည်လူမျိုးများနှင့်ရောထွေးနေထိုင်ရမှာရာဇဝတ်နှစ်အနေငယ်ခံတွင်ပြည်လူမျိုးများနှင့်တွေ့ရောသွားကြပြီးလူမျိုးချင်းနှမျိုးပေါင်းဆက်သွားကြသဖြင့်စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုများအုပ်ချုပ်ရေးကာကွယ်ရေးယဉ်ကျေးမှုစသဖြင့်အဆအဆရရတိုးတက်ဖွံ့ဖြိုးလာပြီး900စုနှင့်1000စုခန့်လောက်တွင်မြန်မာနိုင်ငံ လယ်ပိုင်းဒေသအားစီလုံးသိမ်းသွင်းပြီးမြမာပြည်နှင့်ပကံမျိုးဆက်တို့ကိုစတင်တည်ထောင်ခဲ့ပါတော့တယ်ထို့အချိန်မှာပကံခေ AD 900စုမှစ၍ရာဝတီမြေဝန်းကိုအခြေခံကဗမာလူမျိုးများစတင်နေထိုင်ခဲ့ကြပါတော့တယ်ခရင်းနှင့်149ခုမှစ၍ပကံကိုဗဟုပြုကနိုင်ငံငယ်များတည်ထောင်ခဲ့ကြပြီးအနော်ရထား1044,089မင်းကြီးကပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့ပါတယ်ရထားမင်းကြီးက1059ခုနှစ်တွင်တခါအောင်မြင်ခဲ့ပြီးမွန်နိုးထံမှပြည်ထက်သုံးဖို့ကိုပကံသို့ပေးဆောင်လာခဲ့ပါတယ်ထို့အချိန်မှစ၍ဗုဒ္ဓဘာသာ သာဟာမြန်မာနိုင်ငံအတွင်းစတင်ပြန်ပွားစီပင်ခဲ့ပါတော့တယ်။နော်ရီထာမင်းကြီးနောက်နန်သက်သောဂျာစစ်သားမင်းလက်ထက်တွင်လည်းဗမာစာကိုမွန်စာအခြေခံ၍ထက်တွင်ရေးသားဖန်တီးခဲ့ကြပါတယ်။ပကံတွင်ဇေဒီပထိုးပေါင်းများစွာကိုလည်းတီထားကိုးကွယ်ခဲ့ကြပါတယ်။သုံးရစုတွင်ပကံရဲအင်အားများစတင်ရောရောလာပြီးမွန်ဂိုဘရင်ကုဘလိုခန်ကား1289တွင်မြန်မာပြည်မြောက်ပိုင်းကိုစတင်တိုက်ပိုက်ခဲ့ပါတယ်။1289ခုနှစ်တွင်ပကံမျိုးကိုစတင်အလုံးစုံတိုက်ပိုက်ခဲ့ပါတော့တယ်။ ီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများလိုက်တင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ကြောင်းအားများနဲ့ဗုဒ္ဓတရားဆရာများကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မြတ်တရရခံပါတယ်ခင်ဗျာ